ာချလိမ့်မျိုးရန်အောင်မြေရက်ွက်ယုံအနားမှာမျိုးသမီးတူဓမြတိုက်ခံရာကိုဆိုလူရဲမှုတွေနဲ့ဓမြတိုက်မှုတွေနေ့စဉ်ဖြစ်ပွားနေတဲ့တာချလိမ့်မျိုးမှာတော့ရန်အောင်မြေရက်ွက်ယုံအနီးခောက်ဆွဲခတ်ဆိုင်မှာထိုင်ရှားနေတဲ့မျိုးသမီးတူဓမြတိုက်ခံရရလို့သိရပါတယ်ဖြစ်စဉ်ကတော့မတ်လ7ရက်နေ့မနက်9:00ဝန်းကျင်ကတချိမျိုးရံအောင်မြေရွက်ွက်အတွင်ကပါရှန်နှစ်မှာရှိတဲ့ ရက်ွက်ယုံလီခောက်ဆွဲခတ်ဆိုင်မှာဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ခရောင်းမျိုးစားအနက်ရောင်ကောင်းလေရောက်လာတဲ့အမျိုးသားလေးဦးတွေကအမိမတိအမျိုးသားနှစ်ဦးဟာတရက်ကန်ဆောင်ပြီးတော့ခောက်ဆွဲခတ်ဆိုင်မှာထိုင်စားနေတဲ့အမျိုးသီးတန်ကလည်းရွှေဆွဲကြုံဖုံနဲ့ပတ်ဆိုင်အိတ်ကိုဓမြတ်တက်ယူသွားခြင်းဖြစ်တယ်လို့သိရပါတယ်။ကောင်းအောင်မှာလူလေးယောက်ပါလာတာပါ။ပထမတစ်ယောက်ကကောင်းဘောကနေအရင်ဆင်းလာပြီးတော့ဆန်ရှင်ကိုဘာလို့ရလဲဘာညာမေးပြီး နောက်ထပ်ကားပေါ်ကတယောက်ကလည်းထက်ဆင်းလာပြီးထိုင်စားနေတဲ့အမျိုးသမီးကိုလှူလာပါအဲဒီကလေရုံရင်းဆံကနေဖြစ်တော့တက်ထုတ်လာပါလေလို့ရက်ွက်တွဲမှနေထိုင်တဲ့ပြည်သူတို့ကလည်းပြောပါတယ်အဆိုပါဓမြတ်တက်မှုဖြစ်ပေါ်တဲ့နေရာဟာလူမပြတ်တဲ့နေရာဖြစ်သလိုမနှက်ပိုင်းလည်းဖြစ်နေတဲ့အတွက်လူရတဲ့သူတွေဟာအရန်ကိုအတင့်ရဲလုံးနေလို့ဆိုပါတယ်အဲဒီဘက်ကလူမပြတ်ပါဘူးနောက်ပြီးတော့လည်းဖြစ်တာကညာလည်းမဟုတ်ပါဘူးမနှက်ပိုင်းမှာအဲ့တော့အတော်လေးကိုအတင့်ရဲနေကြပါပြီ အခုဆိုရင်အပြင်ထွက်သွားလာရမှာကိုကြောက်နေရပါပြီ။ဟိုနာအလူခံရဒီနာဓမြတိုက်ခံရလဲနေတိုင်းကိုကြားနေရပါလေ။တချို့ဆိုဒဏ်ရာအပြင်းထန်ရတာတွေလည်းရှိပါတယ်လို့ရန်အောင်မင်းရက်ကွက်မှာနေထိုင်တဲ့ပြည်သူတို့ကလည်းပြောပါတယ်။တာချင်းမြို့မှာကိုဆိုလူရဲမှုများဓမြတိုက်မှုတွေပါဝင် ပြမင်းဆွဲမှုတွေလည်းဖြစ်ပွားခဲ့ပါသေးတယ်။မေရန်ကြီးရွာမှာမက်ဆလာဆယ်ရီည9:00ခွဲကျော်ဝင်းကျင်ကအသက်60ကျော်မျိုးသမီးတို့ပြမွေးဆွဲခံရမှုဖြစ်ပွားခဲ့ပါသေးတယ်။